မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမျိုးပေါ်တိုက်ပွဲမှာတနက်တလက်နဲ့စစ်ကောင်စီရဲ့လာဝကယုံတုံးပစ္စည်းတချို့ကိုတိမ့်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် match လ28ရက်နေ့မနက်7:00နာရီခွဲအချိန်ကပလဲမျိုးပေါ်ကိုဝင်ရောက်လာပြီးတော့ရဲစခန်းနဲ့ထွေအုပ်ယုံတွေကို PDF တွေကစစ်ကြောင်း၃ကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲကနေပြီးတော့ level 2 air gun တလက် တန်လိုက်အိမ်ပြောင်း၃ခုဘက်ထရီဆိုင်ကယ်တစ်စီးမီးစက်တစ်လုံးလက်တော့ကွန်ပျူတာတစ်လုံးပရင်တာတစ်လုံးလောဝကစာရွက်စာတမ်းများမီးအမြင့်ဆက်နှစ်လုံးကတ်လောင်းဆက်တစ်လုံးဖုန်း၃လုံးနဲ့တိုင်းတားရေးဆက်ပစ္စည်းတချို့ကိုတိမ့်စီရရှိခဲ့တယ်လို့ကြက်တဲ့နဲ့တက်မတော်ရဲ့တာဝန်ခံကိုအုပ်ကာကပြောဆိုလာပါတယ်။တမယုံကနေပြီးတော့တိမ့်စီရမိတာလောဝကယာယီယုံပေါ့စစ်ကောင်စီဘက်ကတေဆုံးမှုတွေများတယ်ဆိုတာတော့ကြားတယ်ဘလောက်လဲတော့အတိအကျမသိရသေးဘူးလက်ရှိတော့သူတို့က စခန်းကဂရုကျင်းထဲမှာပဲနေနေကြတာအပြစ်မထွက်ရဲဘူးလို့အဲ့ဒီတာဝန်ခံကပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာပြည်သူကာကွယ်ရဲဘော်၄ဦးအနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်က၈ယောက်လောက်ကြားတယ်လို့ကြားတယ်။တိတိကျကျတော့မသိရသေးဘူး။မြို့ပေါ်မှာသူတို့စခန်းကနှစ်ခုပဲရှိတာ။ရဲစခန်းနဲ့ထွေးဥယုံအဓိကရဲစခန်းကိုဥတီပြီးတော့တိုက်ခိုက်တာ။တိမ့်နဲ့အဆင့်တော့မလုံနိုင်သေးဘူးလို့96 soldiers PDF အညာတက်ခွဲကတာဝန်ခံကိုဇေယျလွင်းကပြောဆိုခဲ့ပါတယ်။ မြို့ကိုတိမ့်ပိုက်နိုင်တဲ့အထိအသာစီးရခဲ့တော့လေအရန်ချီနေပါခြင်းစစ်ရေးသဘောတရားအရအကျိုးမြတ်ဖြစ်ထွန်းမှုကိုတုံးတက်ပြီးတော့ခွာစစ်ဆင်ခဲ့တယ်လို့ PDF အဖွဲ့တွေကပြောပါတယ်ကျွန်တော်တို့တွေခဲရအပြည့်စုံနေတာဆိုရင်အချိန်မရွေးကောက်သိမ်းလို့ရတယ်ဒါပေမဲ့စစ်တိုက်တယ်ဆိုတာအကျိုးမြတ်ကိုကြည့်ရတယ်တိမ့်ပြီးပြီဆိုလို့ရှိရင်လေထိမ့်ဖို့အတွက်စီမံရတာတွေရှိတယ်ကျွန်တော်တို့အဲ့လိုတွေမဆောင်ရွက်နိုင်ပြည်သူတွေပဲနာသွားလိမ့်မယ်ပြည်သူတွေနာရင်ကျွန်တော်တို့ဘက်ကအရှုံးပဲဒါကိုကျွန်တော်တို့ပြည်သူတွေအထူးနားလည်ပေးကြလို့ ပြည်သူတွေဘက်ကလည်းအားမလို့အားမရဖြစ်နေတာတွေကိုလည်းကျွန်တော်တို့ခံစားမိပါတယ်ဒါပေမဲ့တင်းရင်ထိန်းနိုင်ရမယ်ဆိုတဲ့စစ်ရဲ့သဘောတရားအရကျွန်တော်တို့ချင့်ချိန်နေကြတာပါလို့ဂျက်တက်နဲ့တမ်မရော်ရဲ့တာဝန်ခံကိုအုပ်ကာကပြောပြခဲ့ပါတယ်အဲ့ဒီစစ်စင်ရေးကိုဂျက်တက်နဲ့တမ်မရော် Black Leopard Army မှာရင်းမာပြီးခရိုင်အမှတ်17တက်ရင်ပခုတ်ကူခရိုင်တက်ရင်15ဂျက်တက်နဲ့တမ်မရော်မြိုင်တက်ခွဲတိုးနေရာတက်ဖွဲ့ရင်းမာပြီးခရိုင်အမှတ်17တက်ရင်ရင်းမာပြီးခရိုင်အမှတ်29တက်ရင် ်ဒေါမင်းပျောက်ကြားတပ်ဖွဲ့ဒို့အညာပျောက်ကြားတပ်ဖွဲ့96 soldiers scarlet တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့နဲ့ဖေဖော်ဝါရီလ1ရက်နေ့တွေမှာပလဲမြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာတချို့ကိုစစ်ကောင်စီက၂ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ရာအ ਨੇ စုံရက်သားပြည်သူ၂ဦးသေဆုံးပြီး၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်စလာ29ရက်နေ့ညပိုင်းမှာရန်ကုန်မှာရှိတဲ့မြို့နယ်၅ခုမှာကျေလောင်တဲ့ပောက်ကွဲသံတွေနဲ့ပြစ်ခတ်တန်းတွေဇက်တိုက်ထွက်ပေါ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ29ရက်နေ့ညပိုင်းမှာမြောက်ကလာပါမြို့နယ်၊လှိုင်မြို့နယ်၊အင်းစိန်မြို့နယ်၊မင်္ဂလာတုံမြို့နယ်နဲ့တင်ကန်းကျောင်းမြို့နယ်တွေမှာကျေလောင်တဲ့ပောက်ကွဲသံတွေနဲ့တနက်ပြစ်ခတ်တန်းတွေဇက်တိုက်ထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။ည၈နာရီကျော်လောက်ကမြောက်ကလာမှာဘုံပေါက်တာ၅လုံးလောက်ရှိပြီ။တနက်တန်းတွေကိုလည်းကြားရတယ်။အိမ်မှာတုံသွားတာအတန်အကျယ်ကြီးပဲ။ လှိုင်မြို့နယ်မှာလဲ၈နာရီကျော်လောက်ကပောက်ကွဲတံ၃ချိန်ကြားရတယ်နောက်ဆုံးအလုံးကတော်တော်လေးပြင်းတယ်အိမ်အောင်လှုပ်သွားတယ်အင်းစိန်မြို့နယ်မှာလဲပောက်ကွဲတံကြားရတယ်တော်တော်လေးကိုကျဲတယ်မင်္ဂလာတုံလေတပ်ဝင်းထင်တယ်အတန်ကတော့တော်တော်ကျဲတယ်မြေကြီးပါလှုပ်သွားတာသင်္ကန်းကျောင်းမှာလဲဘုံပေါက်တံအကျယ်ကြီးကြားရတယ်လို့မြို့နယ်နေပြည်သူတွေကပြန်လဲပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရေဒါရှင်မြို့နယ်ရေဒါရှင်မြို့အဝင်မှာနေပြည်တော်စီရေးပြအခမ်းအနားကနေပြန်လာတဲ့စစ်ကား၃စီးကိုမိုင်းဆွဲတိုက်ခတ်ရာလေတပ်ကဒူးဘုံဝကြီးအပါဝင်၅ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၈ရက်နေ့ည9:32မိနစ်မှာနေပြည်တော်မှာကျင်းပတဲ့တပ်မတော်နေ့စီရေးပြအခမ်းအနားကနေပြီးတော့တောင်ငူအခြေစိုက်ခလာရ26တရင်ကိုရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်းပြန်လာတဲ့စစ်ကား၃စီးကိုရေဒါရှင်မြို့မြောက်ဘက်မြို့အဝင် ဘာဝဒီလေယာယုံခွဲအနီးအရောက်မှာမိုင်းဆွဲတိုက်ခတ်ရာတိုက်လေရင်မဒုဗိုလ်မှူးကြီးတအူးအပါဝင်၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အခုလိုမိုင်းဆွဲတိုက်ခတ်ခံရတဲ့အတွက်ကြောင့်ကားတစီးပျက်စီးပြီးတော့ကားပေါ်မှာပါလာတဲ့ဒုဗိုလ်မှူးကြီးတအူးနဲ့စစ်သား၄ဦးတို့သေဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့စစ်သားတွေရဲ့အလောင်းတွေကိုညာရင်းချင်းနေပြည်တော်ကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။တရင်ရလို့ကြိုပြီးတော့စောင့်ပြီးတိုက်ခတ်ခဲ့တာပါ။ဒူဘုံမူကြီးအပါဝင်၅ဦးတည်တာအဲ့ဒါကြောင့်စစ်ခွေးတွေအများကြီးကင်းချထားပြီးတော့နေပြည်တော်ကိုညာရင်းချင်းပဲအလောင်းတွေတည်သွားတာ ျွန်တော်တို့တပ်ဖွဲ့ဝင်တွေကတော့မတ်လ29ရက်နေ့မနက်မှာပဲဘေးကင်းကင်းနဲ့နေရာတကျပြန်ရောက်ပါပြီလို့ဒေါင်းမင်းသားညီနောင်စစ်ကြောင်းကတာဝန်ရှိသူတူကသတင်းပေးပို့လာပါတယ်တန်တောင်မြောက်ပိုင်းအထုဒေသတန်တောင်မြောက်ပိုင်းအထုဒေသ UG တက်ခွဲလေးတောင်ပင်သားညီနောင်စစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိဘပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ရင်များအနီးကိုကတ်လိုက်ခြင်းရှင်တွဲလိုက်ပါခြင်းတွေမပြုလုပ်ကြဘူးကိုသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရရမြို့နယ်မှာစစ်မှုထမ်းစင့်ခေါ်ရေးအတွက်လူငယ်တွေကိုလိုက်လံစုဆောင်းမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာလက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့နားနေတဲ့အမတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုပိုက်ထွေးဆိုသူပြစ်ခတ်ခံရပြီးတော့ပေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ29ရက်နေ့မနက်10:00နာရီအချိန်မှာမရရမြို့နယ်အမတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုပိုက်ထွေးဟာစစ်မှုထမ်းစင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပြီးတဲ့နောက်မှာ social လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တောက်ပြီးနားနေတဲ့အချိန်လူငယ်၃ဦးကလာရောက်ပြစ်ခတ်သွားခြင်းဖြစ်တယ်လို့သိရပါဗျာ ်မတ်လ29ရက်နေ့မနက်အစောကြီးစစ်စစ်ရမယ်စစ်မှုတန်းစင့်ခေါ်စာတွေကိုလိုက်ပို့ပြီးတော့အပြန်လက်ဖက်ရည်ဆိုင်ဝင်ထိုင်တာအဲ့ဒီမှာအပြစ်ခံရတာလို့ပြောတယ်စစ်မှုတန်းခေါ်ဖို့အတွက်တက်ကြွနေတာသူကထိတ်ဆုံးမယ်လို့ဒေသခံပြည်သူတူကသတင်းပေးပို့လာပါတယ်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်အမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုပိုက်ထွေးဆိုသူဟာတေဆုံးတဲ့အချိန်မှာအသက်62နှစ်ရှိပြီဖြစ်ပြီးတော့ပြစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီကမြို့နယ်လမ်းတွေကိုပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းဂျိုးပင်ကောင်းမြို့နယ်ရုံချောင်းအုပ်စုတင်ခရိုင်ရွာမှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့တင်ရှိန်ဆိုသူကိုပြစ်ခတ်ရှင်းလင်းအောင်တေဆုံသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ28ရက်နေ့ည9နာရီအချိန်လောက်ကဂျိုးပင်ကောင်းမြို့နယ်ရုံချောင်းအုပ်စုတင်ခရိုင်ရွာမှာနေထိုင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီအတွက်သတင်းထောက်လန်းပေးခြင်း PDF စခန်းများကိုလိုက်လံရှာဖွေပြီးတော့အကြမ်းဖက်စစ်ကောင်စီကိုခေါ်ပြီးစစ်ကြောင်းထိုးဖို့အတွက်ပြင်ဆင်နေခြင်းတို့ကြောင့် ွားရောက်ပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။သူကသူ့တပည့်နှစ်ယောက်နဲ့ PDF စခန်းကိုစစ်ခွေးတွေစစ်ကြောင်းထိုးမှာကိုလမ်းပြကိုစောင့်နေတာ။အဲ့ဒါကိုသတင်းရလို့သူတို့နေတဲ့တဲကိုဝင်စည်းဖို့သွားတော့သူ့တပည့်နှစ်ယောက်ကဓားကင်ပြီးထွက်လာတာ။သူတို့နှစ်ယောက်ကိုတနက်နဲ့ပြစ်လဲပြစ်ကောထွက်ပြေးကြတယ်။အဲ့ဒီကြားမှာတင်းရှင်ကိုဖမ်းပြီးတော့ရှင်းတာ။ပြီးခဲ့တဲ့နှစ်၃လပိုင်းကရှင်းလိုက်တဲ့ယာအိမ်မူးရဲ့မိန်းမကိုသူကယူထားတာ။ယာအိမ်မူးမောင်မျိုးရဲ့မိန်းမကိုပြန်ယူပြီးတော့အဲ့ဒီအိမ်မှာနေနေတယ် သူက PDF ရဲဘော်တွေအသွားအလာတွေကိုစောင့်ကြည့်ပြီးတော့ PDF စကန်နေရတွေကိုစုံစမ်းနေတာလို့တာဝရီခရိုင် PDF တပ်ဖွဲ့ကတာဝန်ရှိသူတဦးကကြေပေးပို့လာပါတယ်။အဲ့ဒီပြစ်ခတ်ရှင်းလင်းမှုကိုတာဝရီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂျိုးပင်ကောင်းမျိုးနဲ့တက်ခွဲရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်383တက်တက်ခွဲ3နတ်စစ်တီနတ်တလဲမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီအလို့ကျအလုပ်လုပ်ပေးနေတဲ့သူတရင်ပေးသူပြူစောတိအဖွဲ့များနဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကို မြည်သည့်အချိန်မြည်သည့်နေရာမှာမစိုးတုတ်တင်ရှင်းလင်းသွားမှာဖြစ်ကြောင်းကိုထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခရှစ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ28ရက်နေ့ညနေပိုင်းမှာဒဝယ်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခရှစ်ကိုဖက်စစ်တော်လှန်ရေးနေအထင်းအမှတ်အဖြစ်နဲ့ဒဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ရဲ့ drone တပ်ဖွဲ့က ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ drone ဘုံဒီ၃လုံးကျဲချနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိကအသေးစိတ်အခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ရဲ့ drone တပ်ဖွဲ့ဟာဒဝဲဒေသအတွင်းတိုက်ပွဲတွေမှာလည်းပါဝင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲ match လ28ရက်နေ့မှာဘုံပြင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာယာ999နဲ့ခမာယာ960တိုက်ရင်တို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad TNI အဖွဲ့ထံကနေပြီးတော့သိရှိရပါတယ်။မက်စလာ28ရက်နေ့မှာပေါ်တောင်းခရိုင်တပ်ရင်းတစ်ကနေပြီးတော့ဥဆောင်ပြီးတော့တက်မတော်နေကိုမထောက်ခံတဲ့အနေနဲ့ဗုံပြင်းမြို့နယ်လေညာကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ996တရင်နဲ့ခမရ960တရင်အတွင်းမှာရှိတဲ့ဗဟိုကင်းကို Dragon Squad Drone အဖွဲ့က Drone နဲ့လေးချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုနဲ့ဆုံးရှုံးမှုများရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကျုံအနောက်ဘက်စက်တလန်းနဲ့86လမ်းပေါ်မှာရှိတဲ့အင်ဂျင်900ခန်းရှိတဲ့ကြံကင်းရက်ကွက်ကိုအကြမ်းဖက်စစ်ကောင်စီကအင်အားအလုံးရင်းနဲ့လာရောက်ပြီးတော့နေအိမ်တွေကိုချိတ်ပိတ်ဖို့လှုံ့ဆော်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ29ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစက်တလန်းထိပ်ကနေပြီးတော့76လမ်းထိပ်အထိရက်ကွက်ကိုချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာရက်ကွက်လူကြီးတွေနဲ့ညှိနှိုင်းမှုကြောင့်စစ်ကားတွေဟာပြန်လည်ထွက်ခွာသွားတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါရတယ်။ တီဘောင်းမင်းရဲ့အမျိုးဆိုသူကသူတို့ပိုင်တယ်ဆိုပြီးတော့ဖယ်ခိုင်းတာမရလို့အခုဟာကအမှုကိုစစ်တပ်ကိုရောင်းလိုက်တယ်လို့ကြားတာပဲတအိမ်ကိုတသိန်းပေးရမယ်ဆိုလို့လဲပေးပြီးသားပါသူတို့ကအမှုနိုင်တယ်ဆိုပြီးတော့ဖြတ်ဖို့လာကြတာပါလို့ရက်ကွက်နေပြည်သူတို့ကသတင်းပေးဖို့လာပါတယ်အဲ့ဒီရက်ကွက်ဟာအင်ဂျီခံမှန်းကြီး900ခန်းရှိပြီးတော့ရက်ကွက်မှာနေထိုင်တဲ့သူတွေဟာရက်ကွက်စားကြုံများဂရန်များကိုပိုင်ဆိုင်ထားကြတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကားတွေဟာပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီးတော့ ရက်ကွက်နေပြည်သူတွေကအမှုထက်ဖွင့်ပြီးတော့ညှိနှိုင်းဖို့အတွက်လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ